မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာ channel ကနေအောက်တိုဘာ25ရက်နေ့အတွက်နောက်ဆုံးရနုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခြေခံလူရန်စာလမ်းပေးစေတဲ့ဘွားကနေအောင်မြင်လာတဲ့မြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသား၃ယောက်တည်းမျက်စိရတော့ကိုအယမ်းကြိုက်ကြောင်းနဲ့မျက်စိရတဲ့ကြိုးကျေးစုကိုလူသိရှင်ကြားထုတ်ပြောလာတဲ့အေးမြတ်သူတည်းပရိသတ်တွေကျွေးတဲ့ထမင်းကိုမတ္တတိပဲမစားချင်တယ်လို့ဖြစ်နေတဲ့ဗီဒီယိုဖိုင်တစ်ဖိုင်ကြောင့်လူပြောများနေတဲ့မြင့်မြတ်တို့ဇနီးမောင်နှံတည်း တခုလက်ဘဝနဲ့အောင်မြင်နေကြသောမြန်မာမင်းသမီးသုံးဦးတည်တဲ့ပါကျုံးဆရာတော်ကြီးကိုရန်ဟောတဲ့တရေတွေကြောင်းပဲဖြစ်ပါရဲ့ရှင်။အခြေခံလူရန်စာလမ်းပေးစေတဲ့ဘဝကနေအောင်မြင်လာတဲ့မြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသားသုံးယောက်မြန်မာနိုင်ငံမှာရှိတဲ့နာမည်ကြီးမင်းသားတွေထဲမှာတချို့ကတော့မိဘကချမ်းသာကြွားလို့စင်တင်ရုပ်ရှင်ဗီဒီယိုရိုက်ပေးရင် အောင်မြင်လာတဲ့ဟင်းဝင်ရန်နေတူးတို့လိုနာမည်ကြီးမင်းသားတွေရှိတယ်လို့အခြေခံလူရန်းစားပေါ်ကားကနေကိုတူးကိုချုံကိုပါသားကြိုးစားရင်အောင်မြင်လာတဲ့မင်းသားတွေလည်းရှိပါတယ် ဒီဗီဒီယိုထဲမှာတော့လမ်းပေးစေးတဲ့ဘွားကနေအောင်မြင်လာတဲ့ထိတ်တန့်မင်းသား၃ယောက်ကိုပြောသွားမှာပါ။နံပါတ်3အောင်ရလင်မြန်မာနိုင်ငံနာမည်ကြီးပြိုရန်ကြိုက်တဲ့နိစီကိုင်းမင်းသားတလန့်ဖြစ်တဲ့အောင်ရလင်ဟာနာမည်ကြီးမင်းသားမဖြစ်ခင်လက်ဖက်ရည်ဆိုင်မှာအလွတ်လုခဲ့ရတယ်လို့သိရတာပါ။တချို့သောသတင်းတွေအရအောင်ရလင်ဟာလက်ဖက်ရည်ဆိုင်မှာပဲထိုင်နာဖြစ်ပြီးလက်ဖက်ရည်ဆိုင်မှာအလွတ်မလုဘူးလို့ဆိုပါတယ်။ ။မဖြစ်ဖြစ်အောင်ရင်လင်းကိုနမည်ကြီးမင်းသားမဖြစ်ခင်မော်ရယ်ဖခင်ဂျွန်လွင်ကလက်ဖက်ရည်ဆိုင်မှာရှာတွေ့ခဲ့တယ်လို့ဆိုပါတယ်။ဂျွန်လွင်ကလက်ဖက်ရည်ဆိုင်မှာမထင်မှတ်ပဲတွေ့ခဲ့တဲ့အောင်ရင်လင်းရဲ့ရုပ်ရည်ရှိပကားကိုသဘောကျကမော်ရယ်တင်းတန်းလာတက်ခိုင်းရင်စင်တင်ပေးလိုက်တာကြောင့်နမည်ကြီးမင်းသားဖြစ်နေအောင်မြင်လာခဲ့တာလို့ဆိုပါတယ်။ ဒီတဲ့င်းကတကယ်ဟုတ်မဟုတ်မသေးချာပေမယ့်အခုချိန်မှာတော့အောင်ရဲလင်းဟာမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးမင်းသားနုပညာရှင်တစ်ယောက်ဖြစ်ရတ္တီနေတလုံးမင်္ဂလီပရိသတ်တွေကတန်တန်ဆွေးနေကြတာဖြစ်ပါတယ်နမနဲ့ရှာယူယခုထုတ်လွှင့်ပြသနေတဲ့ရမတ်ရုပ်တံဇလံတွေမှာထင်မင်းလက်ဇက်ကောင်နေရာကနေပြည်ပြည်လုံးနဲ့တည်ုံဆောင်ချက်တွေဆွဲဆောင်မှုရှိလွန်းတဲ့ရုပ်ရည်တွေနဲ့မိန်းကလေးတွေအထူးသဖြင့်မိန်းကလေးပြိသက်တွေရဲ့အသေးနှလုံးကိုတိမ့်ပိုက်သွားနိုင်ခဲ့သူကတော့ကချင်တိုင်းရင်းသားမင်းသားရှာယူပဲဖြစ်ပါတယ်။ ဒါအပြင်ရှိုက်ရွေရုပ်ရည်နဲ့ခန္ဓာကိုယ်ကျိုးစားကလည်းသူ့ကိုဒီလောက်မြင်းမြန်ဆန်ဆန်အောင်မြင်စေရဲ့အဓိကချက်တစ်ချက်ဖြစ်နေပါတယ်။ အရှံမောင်းမြန်မာပြည်ကြွသားပြည်နယ်တောင်တင်းနယ်ပေါ်တွင်နိုင်ငံသားမင်းသားတွေလိုအမိုက်စားမျက်နှာကြနဲ့ရှုပ်ရည်ကြောင်း Facebook မှာပဲကြည့်ကြည့် TikTok မှာပဲကြည့်ကြည့်ထင်မင်းလက်ကချောလိုက်တာဆိုပြီးပြောနေကြတာပါအခုလိုထိတ်တန်းမင်းသားတယောက်ရဲ့ရှုပ်ရည်ဒီလိုပြည်ပြည်နဲ့တည်ယူဆောင်မှုတွေနဲ့အောင်မြင်နေတဲ့ရှာယွန်းဟာဒီမျိုးပညာလမ်းကြောင်းပေါ်မရောက်ခင်ကချင်ပြည်နယ်မြကြီးနားမြို့မှာဘဝကိုအရန်ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတဲ့စီးရင်သားလူငယ်လေးတယောက်လို့ဆိုပါတယ် သူလုခဲ့ရတဲ့လုပ်တွေကတော့ပယံလုသမားတယောက်နေနဲ့ရောမြေကြီးနာစေးကြီးထဲမှာကုံစိမ့်တဲ့တယောက်နေနဲ့ပါဘဝကိုကြဉျဉျနဲ့နဲ့ဖျက်ဆီးခဲ့ရတာပါဗနဲ့လင်းနိုင်စေးထဲမှာကုံစိမ့်ရောင်ပြီးရင်ပယံလုသမားတယောက်နေနဲ့အုတ်သိမ့်တဲတဲအပင်ပန်းခံပြီးဘဝကိုရုန်းခံခဲ့ရတယ်လို့သိရတာပါ ်အခုတော့ကချင်တိုင်းသားလေးရှောင်ယူဟာမြန်မာနိုင်ငံထိပ်တန်းမင်းသမီးကြီးတွေဖြစ်ကြတယ်အကယ်ဒမီအင်းမြတ်သူအကယ်ဒမီခန်းနေဝေတို့လိုဝိုင်းရံတရုတ်ဆောင်ကြီးရင်းနဲ့ဆက်လန်းတွဲတွေမှာအပြိုင်တွဲဖက်တရုတ်ဆောင်ခွဲရှာလာတဲ့အထိအောင်မြင်လာပြီဖြစ်ပါတယ်နံပါတ်၁မြန်မြန်ယခုလက်ရှိမြန်မာနိုင်ငံရဲ့ဝင်ငွေကောင်းဆုံးထိတ်တန်းစုပါမင်းသားတလက်ဖြစ်တဲ့မြင်းမြန်ဟာလည်းအထက်တစ်ချိန်မှာလမ်းပီးစေးတွေဖြစ်ခဲ့တယ်လို့သိရတာပါ တချို့သောတည်နေရမြင်းမြဟာလမ်းဘေးမှာဗီဒိုဝိထေရီကိုရောင်းခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းမြင်းမြဟာရုပ်ရည်ချော်မော်လာပါရာကတကြောင်အမှုပညာလုပ်တွေကိုဝါသနာပါရာကတကြောင်တို့ကြောင့်ဂျွန်လွေရဲ့စတားမော်ဒယ်အေဂျင်စီမှာမော်ဒယ်သင်တန်းတက်ခင်တာပါ။ နောက်ပိုင်းမှာတော့မြင်းမြတ်ကမောကနီရုပ်ရှင်နဲ့ဗီဒီယိုထုတ်လွှင့်ရေးပိုင်ရှင်ကိုကြမန်းကစင်တင်ပေးခဲ့ပြီးနောက်မြင်းမြတ်ဟာလမ်းပေးပြီးတော့ဈေးတယ်ပေါ်ကနေအခုဆိုရင်နိုင်ငံကျော်ထိတ်တန့်မင်းသားဖြစ်လာခဲ့တာပါမြင်းမြတ်ဟာအခုဆိုဇက်ကျန်းဟာတာအချင်းကြာရကာရက်တာဇက်ကောင်မျိုးစုံနဲ့လိုက်ဖက်တဲ့ထိတ်တန့်မင်းသားဖြစ်နေပြီဖြစ်ပါတယ်အခုပြောပြခဲ့တာကတော့အချိန်ကန်လူရန်စာဈေးတယ်ပေါ် မျက်စိရတော့ကိုအရန်ကြိုက်ကြောင်းနဲ့မျက်စိရတဲ့အကျိုးကျေးဇူးကိုလူသိရှင်ကြားထုတ်ပြောလာတဲ့အေမြတ်သူမျက်စိရတာကိုကြိုက်ကြောင်းလူသိရှင်ကြားပြောလာတာကတယုံဆောင်မင်းသမီးအေမြတ်သူပါအေမြတ်သူဟာမျက်စိယုံနေမဟုတ်ပဲမျက်စိရဲ့မျိုးသမီးရဲ့ရှာလာမယ့်အကျိုးကျေးဇူးတွေကိုပါပြောလာတာဖြစ်ပါတယ်အေမြတ်သူကမျက်စိရင်အောက်ပိုင်းတောင်းနေလို့ပြောခင်တာပါဒါနေမကသေးပါဘူးအေမြတ်သူကသူမဟာမျက်စိရင်အကောင့်သေးမရှိခြင်းမင်းတောင်းတော့ဖြောင်ဖြောင်မြင်းကောင်ကြီးပဲစီရတာကြိုက်တယ်လို့ဆိုပါတယ် ်အမှန်တကယ်မှာလေအင်းမြတ်သူဟာမျက်စိရင်းနဲ့ပဲနုပညာလောကမှာနေရတနေရရှာလာတာပါအင်းမြတ်သူဟာနုပညာလောကမှာတခြားသောမင်းသမီးတွေနဲ့မတူပါဘူးတခြားသောမင်းသမီးတွေဆိုရင်အနုပညာလောကမှာလှတာပတ်တာကြွကြွရွရလေးနဲ့ပဲနာမည်ကြီးလူကြိုက်များလာတာပါဒါပေမဲ့အင်းမြတ်သူကတော့တခြားမင်းသမီးတွေနဲ့ကွာခြားပါတယ်။အင်းမြတ်သူဟာတခြားသောနာမည်ကြီးမင်းသမီးတွေလိုမှုံနေအောင်မချောပါဘူး။ ဒါပေမဲ့အိမ်မက်သူဟာမင်းသမီးတွေထဲမှာကြာကြာရန်ရန်နဲ့ကြန့်ခိုင်နေမင်းသမီးပါ။ဒါကြောင့်လည်းအိမ်မက်သူဟာ fighting စကားတွေ action စကားတွေနဲ့နာမည်ကြီးလာတာဖြစ်ပါတယ်။သူမရဲ့ action စကားတွေဟာရိုးရိုးတန်တန်နုညံ့တဲ့မိမဆက်ရုပ်တွေထံအမျိုးသမီးတယောက်ရဲ့ကြန့်ခိုင်မှုနဲ့တတိကိုပေါ်လွင်စေခဲ့တာပါ။ဒါကြောင့်လည်းပြည်သက်တွေကသူမကိုတမှုထူးခြားတဲ့မင်းသမီးတယောက်ဖြစ်အသိမှတ်ပြုခင်ကြတာဖြစ်ပါတယ်။ အိမ်မက်သူဟာဂျမ်းမာစကားတွေနဲ့အတူမဲရေးပွင့်မြင့်မြင့်ဆန်လမ်း30ရုပ်ရှင်စကားကြီးမှာမျက်စိရင်နာမည်ကြီးလာတာပါ အခုလဲအိမ်မက်သူက မျက်စိရင်ရလာမဲ့အမျိုးသမီးတွေရဲ့ကြိုးကျေးဇူးကိုပြောလာတာပါအိမ်မက်သူဟာသူမဟာမျက်စိရကိုမဲရေးပွင့်မြင့်မြင့်ဆန်လမ်း30ကားဆိုင်ရဲ့ကလေးကစီးဖြစ်တယ်လို့ဆိုပါတယ် မျက်စိရတာကိုလည်းကြိုက်ကြောင်းပြောလာတာပါမျက်စိလို့ရှင်ရင်အမျိုးသမီးတွေအနေနဲ့ပေါင်းကားစီတွေချစ်လက်တယ်လို့လည်းဆိုပါတယ်။ဒါကြောင့်လည်းအောက်ပိုင်းတောင်းချင်တဲ့မျိုးသမီးတွေအနေနဲ့မျက်စိတင်တယ်လို့အင်းမြတ်သူကထောက်ပြလာတာပါ။အင်းမြတ်သူကမျက်စိရင်မြင်းပေါ်ကပြုတ်ကြမှာဆိုလို့မြင်းခန္ဓာကိုယ်ကိုပေါင်းနဲ့ညှက်ထားရကနေပေါင်းစီတွေကြားကကြွက်သားချစ်လက်တောင်းတင်းပြီးခန္ဓာကိုယ်လှသွားတာဖြစ်တယ်လို့မီဒီယာအင်တာဗျူးမှာဆိုပါတယ်။ အင်းမြသူကမျက်စိရမှာရွရွအေးအေးစီးတာတက်ကစုံပေါက်ပြီးဒုံဆိုင်စီးရတာကိုကြိုက်တယ်လို့ပြောသွားသေးတာပါ။အင်းမြသူကဝေဆောင်တို့ချောင်းသာတို့လိုကန်းချီတွေကိုကြောင်းရင်မျက်စိပေမဲ့သူမခန္ဓာကိုယ်ကကြည့်ပြီးမြင်ကသေးနေလို့အမမရဘူးလို့ဆိုပါတယ်။အင်းမြသူကမျက်စုံရဲ့အကောင်ကြီးကြီးနဲ့ဒုံဆိုင်စီးရတာကြိုက်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ခုချိန်မှာတော့သူမအနေနဲ့မြင်မစီးတာကြာနေလို့ပြန်ကြည့်နေရတယ်လို့ဆိုပါတယ်။အင်းမြသူဟာဒီလိုအားကစားလိုက်စားလို့လေမြမမင်းသမီးတွေတဲ့ခန္ဓာကိုယ်တောင်ဆုံမင်းသမီးဖြစ်နေတာပါ။ အခုချိန်မှာတော့အင်းမြတ်သူဟာအတက်ကြီးလာလေးလေးပိုလာလာလေးပိုနုပြိုလာလေးမို့လေပြိတ္တတွေကြမှာတကြောပြန်အောင်မြင်မှုတွေရရှိနေတာဖြစ်ပါတယ်။ အခုဆိုရင်အေးမြတ်သူဟောင်းဆိုရှယ်မီဒီယာပေါ်မှာလည်းအရန်ကိုအပ်ဒိတ်ဖြစ်နေပြီးသူမရဲ့မိုင်းစာဖက်ရှင်တွေလေ့ကျင့်ခန်းလိုလိုချစ်လက်နေတဲ့ခန္ဓာကိုယ်လှတရားတွေကြောင့်ပြည်သက်တီချာမှနေရာပြောင်းရနေတာပါအသက်ကကနန်းတစ်ခုသားဖြစ်ပြီးကိုကိုကိုဂယူဆိုင်ထိန်းသိမ်းမှုကသာအဓိကဖြစ်ကြောင်းအေးမြတ်သူကတက်တည်ပြနေတယ်လို့ပါပဲပြည်သက်တွေကရောမျက်စိရတာကြိုက်တဲ့အေးမြတ်သူကိုဘယ်လိုမြင်ကြတယ်လဲဆိုတာပြောသွားကြပါဦးရှင်အာ ပရိသတ်တွေကျွေးနေတဲ့မင်းကမတတိပဲမစားချင်တယ်လို့လို့ဖြစ်နေတဲ့ဗီဒီယိုဖိုင်တစ်ဖိုင်ကြောင့်လူပြောများနေတဲ့မြင့်မြတ်တို့ဇနီးမောင်နှံပရိသတ်တွေကထမင်းကျွေးတဲ့အချိန်မစားချင်တယ်လို့လို့စင်တန်းခွဲခြားတဲ့ပုံစံကြောင့်လူပြောများနေတာကမြင့်မြတ်တို့ဇနီးမောင်နှံမှာဒါကြောင့်လေပရိသတ်တွေကအစင်တန်းခွဲခြားတယ်လို့ဖြစ်နေတဲ့မြင့်မြတ်နဲ့ပတ်သက်ပြီးစိတ်မကောင်းဖြစ်နေကြတာပါဒီဗီဒီယိုထွက်ချိန်လာတာကတော့မြင့်မြတ်ရဲ့ထူးရုပ်ရှင်ပရိုမိုရှင်ခန်းနာတစ်ခုမှာပါ ။မကြခင်ချိန်တော်တွင်မှမင်းသားမြင့်မြင့်ရဲ့ရုပ်ရှင်ဇာတ်ကားတဲ့ကရုံတင်ပြတာတော့မှာပါ။ဒီလိုအတူရုပ်ရှင်ဇာတ်ကားကလုတ်တဲ့နိလေစာအလူပွဲကိုတော့မြင့်မြင့်နဲ့ဇနီးတွေတို့ကတက်ရောက်လာခဲ့တာပါ။အလူဆိုရကားတော့တိကျတဲ့အတိုင်းတာမန်ပကံခွက်တင်တဲ့အများပြည်သူတွေနဲ့အတူတူစားရတာပါ။စားတောက်ဆိုင်တွေဟိုတယ်တွေမှာလို့တန်ရှင်းမှုလည်းမရှိလာပါဘူး။ဒါကိုရွှန်းနာလားမတတိတာလားမသိပေမဲ့မြင့်မြင့်နဲ့ဇနီးတွေတို့ဟာအလူပွဲကိုလာတာလာရပေမဲ့မျက်နှာမကောင်းကြတာပါ။ဒါအပြင်ရှေ့မှာချထ ထားတဲ့ထမင်းကိုမစားချင်တလို့ယွန်းတလို့လို့ဖြစ်နေကြတဲ့ပုံစံကိုအင်တာနက်ပေါ်မှာဖြန့်နေနေတဲ့ဗီဒီယိုဖိုင်နဲ့တေချာစွာမြင်ရတာပါ။ ဒါကြောင့်လေလူတွေကမြင့်မြတ်တို့ကချမ်းသာကြဝါလို့ရွံတက်ပြီးအများပြည်သူနဲ့တဒန်းနဲ့မစားချင်တာဖြစ်မယ်လို့ထင်ကြေးပေးနေကြပါတယ်။ဒါပေမဲ့လည်းတချို့ကတော့မြင့်မြတ်နေနဲ့ကင်မရာမြင်ကွင်းရှိမှာတော့ပြိတက်ချင်းနဲ့အောင်ဟန်ဆောင်ပတ်ဆောင်တော့ပျော်ရွှင်စွာနေပြတဲ့လူဆိုပါတယ်။တချို့ကတော့မြင့်မြတ်နေနဲ့သူ့ကိုစားကနေကင်မရာနဲ့ဝိုင်းဆိုင်နေကြလို့မနေ့တက်တာဖြစ်မယ်လို့ထင်ကြေးပေးနေကြပါတယ်။ တခုလဲဘဝနဲ့အောင်မြင်နေကြတော့မြန်မာမင်းသမီးတို့တခုလဲဆိုရင်စကလုံးကနားကားစရာကြည့်ပေးမယ်မြန်မာရုပ်ရှင်လောကရဲ့ဒိတ်ဒိတ်ကျဲမင်းသမီးကြီးတွေကတော့ယောက်ျားမရှိရတော့အလှပဆုံးနဲ့အိန္ဒြေရှိဆုံးစံပြမျိုးသမီးတွေဖြစ်ပြီးလူပုံလဲမှာဝင်ချွန်းစွာရက်တီလိုနေကြပါတယ် ။အဲ့ဒီတည်းမှာမှလူတိုင်းချစ်ကြတဲ့လင်းစာနေစောကအလားဆုံးဖြစ်ပါတယ်။မြမရုပ်ရှင်ရဲ့လူဖြစ်မလာသေးခင်ဗီဒီယိုခစ်ကလေးကပင်နိုင်မင်းသမီးကြီးဖြစ်ခဲ့တဲ့လင်းစာနေစောဟာသူနဲ့အတွဲညီတဲ့မင်းသားချောင်းရဲကိုကိုနဲ့အိမ်အောင်ပြုခဲ့ပြီးမြူလင်းကိုကိုဆိုရင်တမီလေးရှာရင်ထိပေါင်းတင်ခဲ့ပါတယ်။ပရိသတ်တွေကသူတို့ချစ်တဲ့မင်းသားနဲ့မင်းသမီးပေါင်းဖက်သွားလို့ဝမ်းသာခဲ့ပြီးမယ်။လင်းစာနေစောကတော့တမီဖြစ်သူအရွယ်မရောက်ခင်ပါတယ်။လူသိရှင်ကြွားရှင်းမှုကြီးကိုပြုလုပ်ခဲ့ပါတယ်။ လင်းစာနီစော်ရဲ့ပြောစကားအရသူမတို့အိမ်တော်ကြီးဟာသဘောထားမတိုက်ဆိုင်လို့သာကြွားရှင်းရတာဖြစ်ကြောင်းတပတ်ကလည်းနာမည်ကြီးတဲ့မင်းသားတူဖြစ်တဲ့အတွက်တူနဲ့တူထိခိုက်စရာမပြောလို့ကြောင်းဒါပေမဲ့သမီးလေးကိုတော့ဖခင်ဖြစ်သူနဲ့အပတ်အသက်မရှိသူမပဲတာဝန်ယူသွားမှာဖြစ်ကြောင်းနေသိခဲ့ရပါတယ်လင်းစာနီစော်နဲ့ရဲကိုကိုဆိုတော့လောက်ဖို့ကင်ပဲတန်ရုံးစင်တန်းလင်မယားချင်းမှတွတ်ဆက်ခဲ့သူမို့ပရိသတ်တွေကပြန်ပေါင်းထုတ်မလာမျှော်လင့်ခဲ့ကြပါပဲလင်းစာနီစော်ကတော့သူ့သမီးလေးကရခုရွှေရောက်တဲ့အချိန် single mom ဘဝနဲ့သာရက်တီနေ စေဖြစ်ပါတယ်။ ဒါပြင်ပြီးခဲ့တဲ့လပိုင်းကမှဖေးပသူလဲဆိုတဲ့ခေါင်းစဉ်နဲ့လူဝေပန်းခန့်ခဲ့ရတဲ့နိုင်ငံကျော်ဆိုတော့အေတင်ချိုဆွေကလည်းစင်ကယ်ပေါင်းတူပဲဖြစ်ပါတယ်။တချင်းနေနဲ့အောင်မြင်နေစေခါလာမှာတဲ့အေတင်ချိုဆွေကနိုင်ငံသားကိုရုတ်တရက်ထွက်ခွာသွားခဲ့ပြီးနောက်ပိုင်းမှာတိတ်တိတ်ပုံတမီလေးမွေးဖွားထားတယ်ဆိုတော့ကိုပရိသတ်ကတည်ခင်ရတာပါ။အေတင်ချိုဆွေကလည်းသူ့တမီလေးမူချိုရွှဲလာမှလူရှိကိုပြန်ထွက်လာခဲ့ပြီးဘယ်တော့မှအိမ်အောင်မပြုတ်ခဲ့ပေမယ့်အခုတမီလေးနဲ့တဲ့ဘဝရဲ့အရာရာကပြည့်စုံပါပြီလို့ထုတ်ပြောခဲ့ပါတယ်။ ။ဒါပေမဲ့လည်းဝေပန်ပုတ်ခဲ့သူတချို့ကအီတင်ကိုရဲ့သမီးလေးပုံလေးကိုတုံးပြီးဖေးဘသူလေးလိုရိုင်းဆိုင်နဲ့မိကုန်းနဲ့ထုတ်ခင်တာမို့လို့အီတင်ချိုဆွေကအင်တာဗျူးထွက်ပြေးခဲ့ပြီးသူမရဲ့သမီးလေးကနာမည်ကြီးမင်းသားတယောက်ရဲ့သွေးသားရင်းဖြစ်ကြောင်းနောက်ပေသောအခါမှာဖခင်အရင်ကြောင်းထုတ်မပြောဘဲအေးချာချာစင်ကယ်မောင်းဘဝနဲ့သာဖြတ်တန်းသွားခြင်းကြောင့်မြစ်တာရက်ခံခဲ့ပါသေးတယ်။ လက်ရှိမှာတော့အေတင်ချိုဆွေကသမီးလေး၁၈နှစ်မပြည့်မကျင်နောက်ဟီနောင်ထပ်မပြုတ်ဘူးလို့ကြေညာထားပြီးစင်ကယ်မောင်းဘဝနဲ့လပဆုံးဖြတ်တန်းနေစေဖြစ်ပါတယ်။နောက်ဆုံးတစ်ယောက်ကတော့မိမိနဲ့မမခောက်ဆွဲ၃မိနစ်ဆိုပြီးပြည့်တနာတက်ကြတဲ့မင်းသမီးမယ်လိုဒီပဲအိမ်တော်ကွာရှင်မီတာစင်ကယ်မောင်းတူပဲဖြစ်ပါတယ်။မယ်လိုဒီဟာဆိုရင်အမှုပညာတက်တန်တချောင်းမှာမိမိနဲ့တရားဝင်စည်းစားတွေဖြစ်ကြပြီးအိမ်ရပေါ်ကကိစ္စတွေဒီပတ်သက်ခဲ့မှုကြပါတယ်။ဒါပေမဲ့ဘာကြောင့်မှမသိမကြခင်မှာပဲမိမိနဲ့ပြန်ဆဲခဲ့ပြီးမယ်လိုဒီကလူကုန်တန်တိုင်းဝိုင်းနဲ့က ကားကောင်းဆိုတဲ့လူနဲ့လက်ထပ်ခဲ့ပါတယ်။အိမ်အောင်တတန်းကတတိယရောက်ရတဲ့အထိရှေ့ကျခဲ့ပြီးလူငယ်တဲ့တနည်းလောက်ကမှကွာရှင်းခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကအလုံးစင်ပြနေတဲ့အိမ်တော်ကြီးကိုဘာကြောင့်ဆုံးတတ်ရတယ်လဲသိချင်ခဲ့ကြပါမယ်။မယ်လိုဒီကတော့တဘောတာမတိုက်ဆိုင်တာလေးတွေရှိလို့ပဲလို့ဖြေကြားခဲ့ပါတယ်။အဲဒီနောက်မှာမှနေမင်းရဲ့မယ်လိုဒီကိုထန်နေလို့ပြောတဲ့ကိစ္စပေါ်ပေါက်လာခဲ့ပြီးမယ်လိုဒီကလည်းနေမင်းကိုမမခောက်ဆွဲ3မိနစ်ပြုတ်တက်လောက်တောင်မှကြာပဲနဲ့ကျမကိုထန်နေလို့မပြောနဲ့ဆိုပြီးတဲဖြုတ်ခဲ့ပါတယ်။ဒါကြောင့်နေမင်းရဲ့မယ်လိုဒီနဲ့ပွဲကလူသိများခဲ့ပြီးတချို့သောပရိသတ်တွေကနေမင်းကြောင့်များမယ်လိုဒီတို့ရဲ့အိမ်တော်ကြီးပြုတ်ကွဲခဲ့တာလားဆိုပြီးတွေးတင်ခဲ့ကြပါတယ်။ဘလို့ပဲဖြစ်ဖြစ် ယ်လိုဒီကတော့စီးပွားရေးလုပ်ငန်းတွေမှာသာစိတ်နဲ့ထားပြီးတားငယ်လေးနဲ့တူဘဝကိုပျော့ပျော့ရွှင်ရွှင်ဖြတ်သန်းလို့နေပါတယ်။ပရိသတ်ချီလိုရောဒီကနေ့တင်ဆက်ပေးသွားခင်တာကတော့စင်ကယ်မန်ဘဝနဲ့ရက်တည်နေကြတဲ့နမည်ကြီးမင်းသမီး၃ယောက်ထဲမှာဘယ်တစ်ယောက်ကအလားဆုံးနဲ့အမှုပြုဆုံးဖြစ်နေမလဲဆိုတော့ကိုပရိသတ်ချီတို့ပဲ comment မှာရေးခဲ့ပေးကြပါအောင်ရှင်။ပါကျောင်းဆရာတော်ကြီးကိုယ်တိုင်ဟောတဲ့တရေတွေကြောင့် မြန်မာနိုင်ငံရဲ့ထင်ကရဆရာတော်ကြီးဖြစ်တဲ့ပါကျုပ်ဆရာတော်ကြီးကိုရိုင်းကတင်ရဲ့အကြောင်းပြောရည်ဆိုတော့အံ့ဩစရာပါ မေယောပလဗုဒ္ဓဘာသာဝင်ကိုရိုင်းကားတော်တရေလို့ပြောရင်ရှိချင်းချင်းဖြစ်နေကြပြီတရေတကယ်ရှိသလားဆိုရင်မိကွန်ပေါရှိရင်လည်းရှိမှာပေါ့ဒါပေမဲ့ကိုရိုင်းကြုံမရှုံမယ်ဆိုပြီးညင်ကြက်ထုတ်လျက်ရှိကြပါတယ်ဒါကြောင့်ဒီကနေ့ရဲ့ဗီဒီယိုလေးမှာတော့တနင်္ဂနွေလုံးကလေးစားကြည့်ညိုရတဲ့ပေါမောက်ခချုပ်စရာတော့ဒေါက်တာအရှင်ဘဒ္ဒနာမာလာပြီးဝင်သားရင်ကိုတွေ့ကြုံခဲ့ရတဲ့နန္ဒာပေါဝဖြစ်ရဲ့ဆန်းနေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကားမဆန်းညနေကြီးမှာဒီဗီဒီယိုကိုတင်လိုက်ရလို့အားနာမိပါတယ်နော် အခုပြောပြသွားမယ့်ဖြစ်ရပ်တွေကတော့ထိတ်လန့်စရာမဟုတ်နှလုံးရောဂါရှိသူတွေနဲ့အတိုင်းငယ်သူတွေနားမထောင်ချဖို့မြစ်တာရက်ခံလိုက်ရပါတယ်နော်ပထမဆုံးဖြစ်ရပ်ကတော့ဆရာတော်ကြီးငယ်စဉ်ဘဝတုန်းကကြုံခဲ့ရတာဖြစ်ပါတယ်အဲ့ဒီတော့ကဆရာတော်ကြီးနဲ့အကိုဖြစ်သူကနိုင်ရီတစ်ခုကိုနေဝီတရောမှာအကြောင်းကိစ္စရှိလို့တွားခဲ့ကြပါတယ်ဆရာတော်ကြီးကခန့်ငယ်ငယ်ဆုံးနိုင်ရင်အိမ်ပေါ်တက်ဖို့ကြောက်ရွံ့နေခဲ့ပြီးခြံဝိုင်းထဲမှာပဲစောင့်နေကြတာပါ တည်သွားတဲ့ဒေါ်ကလည်းဆွေမကင်းမျိုးမကင်းဆိုတော့ငါ့မြန်လားချောက်မလားလို့ဆရာတော်ကြီးကတွေးပို့ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအနောက်ကတောက်လျှောက်လိုက်လာတဲ့ခြေတံတစ်ခုကြားလိုက်လို့နောက်ကြည့်လိုက်တဲ့အခါမှာတော့ဘသူ့ကမှမတွေ့ခင်ရပါဘူးဒီလိုနဲ့ကြောက်ရွံ့သွားပြီးလက်နေတော့မှာပဲဝလုံးကြီးတစ်လုံးကသူ့ဟာသူလေထဲမှာပြန်လာပြီးမကြီးပင်ကိုဗျံကနေရှာပြစ်လိုက်ပါတယ် ဘသူမှမကင်ထားပဲလေမာလွတ်ပြီးမကြီးပင်ကိုလာရိုက်တဲ့ဝလုံးကြီးကြောင့်ဆရာတော်ဘုရားကြီးကလည်းဒါတင်ရဲ့၆တာပဲလို့တည်သွားပြီးကြောက်လန့်ခဲ့ရပါတယ်။ဒီဖြစ်ဖြစ်ကငေဘွားရဲ့မတရားမှုပါချုပ်ဆရာတော်ဘုရားကြီးကအဲ့ဒီဝလုံးခုချိန်ထိမြင်အောင်တုံးမယ်။အဝါရောင်ထိတ်မှနဖားနဲ့တင်းဝါလိုဝါမျိုးပဲဆိုပြီးမိန့်တော်မူခဲ့ပါတယ်။ဒါပြင်ဆရာတော်ကြီးရဲ့မိန့်ကြားချက်ရာနေပြည်တော်တက်မတီခင်တုန်းကပြင်မနာခြံချဆိုတဲ့နေရာရှိပြီးအဲ့ဒီလမ်းဟောင်းကြီးပေါ်မှာပဲတညာနဲ့တစ်စင်းတစ်ခါမြင်ဘူးခဲ့တယ်လို့ဆိုပါတယ်။ ဆရာတော်ကြီးကတရားပွဲပြီးနယ်ဘက်ကနေရန်ကုန်ကိုတက်မှအတော်မောင်းနေခဲ့ပြီးကားဒရိုက်ပါနဲ့ဆရာတော်ကြီးတို့နှစ်ယောက်သာပြန်လာခဲ့တာဖြစ်ပြီးညဘက်ကတော့တော်လန်းကြီးကိုကားတစီးသေးတာမောင်းပြီးအတော်ချောက်ချားစရာဖြစ်နေခဲ့တာပါဒီလိုနဲ့မောင်းလာခဲ့ရင်ပြင်မနာချမ်းချောင်းကိုရောက်ပထမကုန်းတက်လေးတခုကိုကျော်တဲ့အချိန်မှာတော့ကလေးမလေးနှစ်ယောက်ကားလမ်းပေးမှငုတ်တုတ်ထိုင်ဆောင်နေတာကိုတွေ့လာရပါတယ် ဆရာတော်ကြီးကဒီကလေးနှစ်ယောက်နောက်ကျလာကြလားဆိုပြီးနာယီကိုငုတ်ကြည့်လိုက်တော့ညသက်ောင်12နာရီဖြစ်နေပါပြီ။အဲ့ဒီကလေးတွေကတာမန်ပဲဝတ်စားထားပြီးတောထဲမှာဟင်းရွက်သွားခုတဲ့မိခင်ကိုစောင့်နေတယ်လို့မျိုးငုတ်တုတ်ထိုင်နေကြတာပါ။ဆရာတော်ကြီးကစိတ်ပူပန်သွားပြီးမယ်။အနီးနားမှာလူနေရွာမကြွေကြောင်းတောကြီးမြမဲသာရှိထောင်းကိုပြန်ဆင်ခြင်းမိတဲ့အခါမှာတော့ဘလူမလူမဖြစ်နိုင်ကြောင်းတတိယသွားခဲ့ပါတယ်။ ဒီလိုနဲ့စမောင်းနိုင်ရင်ညဘက်နှစ်နာရီလောက်ရှိတဲ့အခါမှာတော့ကာလန်ပေးမှာတရွေ့ရွေ့ရှောက်လာတဲ့အမျိုးသမီးတူကိုထပ်တွေ့လိုက်ရပြန်ပါတယ်။ အမျိုးသမီးကပိန်ပိန်ပါပါဖြစ်ပြီးမျက်နှာမှာတဏှာကြီးဖွင့်နေအောင်လိမ့်ကြံထားတာပါဆရာတော်ကြီးကငါတို့ရွာနာကိုရောက်ပြီတဲ့နေဒီရွာကလူတွေစောကြီးထားကြတယ်မနေ့နေ့နာရီပဲရှိသေးတာတော့မှပြင်ပြင်ဆင်ဆင်နဲ့လှုပ်ထလှုပ်နေကြပြီလို့တွေးမိခဲ့ပြီးရွာနာရောက်တော့မှမဝမ်းသာသွားခဲ့ပါတယ်ဒါပေမဲ့နောက်ထပ်နာရီဘက်လောက်ဆက်မောင်းနေတဲ့ဘာရွာမှမရှိပဲတောကြီးညမဲတာဖြစ်နေသေးတာမို့ခုနကညနေ့နာရီလောက်ကြီးတဏှာဖွေးသားနဲ့ရှောက်သွားနေတဲ့မျိုးသမီးဟာလူမဟုတ်ပဲတဆေးသားဖြစ်ကြောင်းကိုသိလိုက်ရပါတော့တယ် ဒီလိုမျိုးတနိုင်ငံလုံးသားမကကဘာကပါလေးစား၉ခွင်နေကြတဲ့ပါမောက်ခကျုံဆရာတော်ဖရာကြီးကိုရိုင်းကပရလောကသားတွေကိုကိုရိုင်းကြုံခဲ့ရပါတယ်လို့ပြောတာကြောင့်တရေတခင်ရှိသလားဆိုရင်မိကုံးဟာပူပြီးစိတ်ဝင်စားစရာကောင်းလို့နေပါတယ်။ပရိသတ်ကြီးတို့ရောတရေ၆ခံရဖို့တဲ့ကိုတွေ့ဖြစ်ရန်လေးတွေကို comment မှာရေးပေးခဲ့ကြပါအောင်ရှင်။